19ရက်စက်တလ2024ခုနှစ်သုဒ္ဓတမဂဝေတီ BA1 မိလင်းနာပညာလေးလာနေသောဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေတို့နဲ့အတူတူစာကျက်ဆွေးနွေးပေးမယ့်အကြောင်းအရာကတော့ရှင်နာဂတိနာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဆွေးနွေးပေးမှာဖြစ်ပါတယ်မနေ့ကတော့မိလင်းနာမင်းကြီးရဲ့အကြောင်းကိုအချင်းချုပ်လေးစာကူကျက်ရင်းနဲ့ဆွေးနွေးပေးသွားတာဖြစ်ပါတယ်ရှင်နာဂတိနာ ဟာဆိုလို့ရှိရင်ဒီ မင်းကြီးရဲ့မိခွန်းတွေကိုပြေချဖို့အတွက်ဘယ်နေရာမှာ ပေါ်ပေါက်လာလဲဆိုလို့ရှိရင်သူကပါတလီပုံမှာပေါ်ပေါက်လာပါတယ်တဲ့အရှင်နာဂေတိနာကဘယ်မှာပေါ်ပေါက်လာလဲဆိုရင်ပါတလီပုံပေါ့နော်ပါတလီပုံဆိုတဲ့အရက်ဒေတာမှာပေါ်ပေါက်လာခဲ့တယ်တဲ့ပြီးတော့နောက်တစ်ခုကကြတော့ တာကလာမျိုးတင်းရှေရအကြောင်း၌မင်းကြီးနဲ့တွေ့ဆုံခြင်းခနဝါရှိပြီဖြစ်၏ဒါကအနှစ်ရှုပ်ထားတာပါအရှင်နာဂေသေးနာနဲ့ပတ်သက်တဲ့အချင်းချုပ်လေးကိုသူကမင်းကြီးနဲ့တွေ့ဆုံတဲ့အခါဘာမှတွေ့ပေါ်ပေါက်တာကတော့ပဒလီမျိုးမှာ ပေါ်ပေါက်တယ်ပြီးတော့ရင်မင်းကြီးနဲ့တွေ့ဆုံတာကကြတော့တင်းရှေရအကြောင်းတိုက်ကြီးမှာတွေ့ဆုံတယ်အဲ့ဒီအချိန်မှာဒီရှင်နာဂေသေးနာရဲ့ဝါတော်ကဘလောက်ရှိပြီလဲဆိုတော့ယဟန်ဝဘီလို့ခနဝါရှိပါပြီတဲ့ ဒီနေရာမှာအရေးကြီးတယ်ပေါ့နော်ဒါမေခွန်းမှာလှက်ပတ်မေးလို့ရတယ်ရှင်နာဂေတိနာကဗမာပေါ်ပေါက်ခဲ့လဲဆိုရင်ပတ္တလီပုံမှာပေါ်ပေါက်ခဲ့တယ်မင်းကြီးနဲ့တွေ့ဆုံတဲ့အချိန်ဗမာတွေ့လဲဆိုတော့တင်ရှေရအကြောင်းဝန်ကြီးထဲမှာတွေ့တယ်တင်ရှေရအကြောင်းဝန်ကြီးဆိုတာအကြောင်းပေါင်းများစွာစုစည်းထားသောအကြောင်းတိုက်ကြီးကိုတင်ရှေရပရိဘုံကြီးလို့ခေါ်တယ်ပေါ့နော်ပရိဝေနပရိဘုံဆိုတာအဲ့ဒါကဟိုမှတ်စုထဲမှာပါလိမ့်မယ်နော်ဒီမှာအဲ့လောက်ထိထားလိုက်တော့တင်ရှေရအကြောင်းတိုက်ကြီးမှာတွေ့တယ်အဲ့ဒီအချိန်မှာမင်းအဲ့ဒါက အရှင်နာဂေသေးနာရဲ့ဝါတော်ကဘယ်လောက်ရှိပြီလဲဆိုတော့9ဝါရှိပြီတဲ့အဲ့ဒီ9ဝါနဲ့ပတ်သက်ပြီးတော့လည်းမေးခွန်းမေးထားတာရှိတယ်ပေါ့နော်ဒါဆိုရင်9ဝါဆိုတာကကဏ္ဍလာရှင်နာဂေသေးနာကိုကြည့်ပြီးတော့9နာဂေသေးနာကနေပြီးတော့ကိုရောက9လတဲ့သို့မဟုတ်ကဏ္ဍက9လဆိုပြီးတော့မင်းကြီးကမေးတယ်ပေါ့နော်အဲ့ဒီအချိန်မှာရှင်နာဂေသေးနာကဘလို့ပြန်ပြောလိုက်လဲဆိုတော့ဒီဥပမာလေးတစ်ခုပြန်ပြောတာပေါ့နော်အဲ့ဒီအရေးထဲမှာအရေးပေါ်တော့လူတယောက်ကဟို ရက်နေလို့ရှိရင်အရေးပေါ်နေမယ်လေထိုင်နေရင်လည်းအရေးပေါ်နေမယ်အဲ့ဒီဆိုလို့ရှိရင်တဲ့ဒီအရေးထဲကပုံရိပ်ကမင်းကြီးလားတဲ့ဒီအပြင်မှာထိုင်နေတဲ့မင်းကြီးကမင်းကြီးလားလို့မေးလိုက်တယ် အဲ့ဒီအချိန်မှာမင်းကြီးကဘလို့ပြန်ပြောလဲဆိုတော့အရိတ်ကအရိတ်ပဲပေါ့နော်ထိုင်နေတာကဒါလည်းမင်းကြီးဖြစ်ပါတယ်တဲ့အရိတ်ဆိုတာက ထိုင်နေတဲ့မင်းကြီးကိုအစွဲပြူပြီးတော့ဖြစ်ပေါ်လာတာပါတဲ့ဒါအဲ့လိုမျိုးအဲမင်းကြီးကပြန်ပြောပြန်ပြီးတော့ဖြေလိုက်တဲ့အခါမှာရှင်နာကေသေနာကသူ့ရဲ့အဖြေကိုပြောပြီးသားဖြစ်သွားတာပေါ့နော်။ဘာကြောင့်လဲဆိုတော့ခொနဲ့ဆိုတဲ့ဂိင်္ဂနံဟာဂဏန်တတ္တပဲဖြစ်တယ်။အဲ့ဒီဂိင်္ဂနံခொနဲ့ဆိုတာကရှင်နာကေသေနာရဲ့ဒီယဟန်ဝတ်တဲ့ကာလပေါ်မူတည်ပြီးတော့ဖြစ်ပေါ်လာတာဒါဖြစ်တယ်ဆိုပြီးတော့ဒါပြန်ဖြေ ြေလိုက်တာရယ်ပြန်ပြေလိုက်ပါလေတဲ့ဒါဆိုဒီမှာမိတ်ဆွေတို့ခဏဝါနဲ့ပတ်သက်ပြီးတော့မှတ်မိပြီလားမင်းကြီးနဲ့တွေ့ဆုံတဲ့အချိန်ငါရှင်နာကေတိနာကဗမာရှိလိုက်ဆိုတော့တာကလာမျိုးတင်ရှေရចောင်းဝန်ကြီးထဲမှာတွေ့ဆုံတယ်အဲ့ဒီအချိန်မှာရှင်နာကေတိနာရဲ့တက်တော်ကဝါတော်ကဘလောက်ရှိပြီလဲဆိုတော့ခဏဝါရှိပါပြီတဲ့ခဏဝါနဲ့ပတ်သက်ပြီးတော့မင်းကြီးကမေခွန်းမေးတယ်အဒီကိုတော်ကခဏလာခွန်တဲ့ကကနန်းက9လဆိုပြီးတော့မိတယ်အဲ့ဒီအချိန်မှာဘယ်လိုပြန်ပြောလိုက်လဲဆိုတော့ဥပမာလေးကအဲ ကျမ်းပြင်မှာပေါ်နေတဲ့ပုံရိပ်ကပုံရိပ်ကမင်းကြီးလားမင်းကြီးထိုင်နေတဲ့မင်းကြီးကမင်းကြီးလားလို့ပြန်မေးလိုက်တဲ့အချိန်မှာမင်းကြီးကထိုင်နေတာကမင်းကြီးပါပဲကျမ်းပြင်မှာပေါ်နေတဲ့ပုံရိပ်ကမင်းကြီးကိုဆွဲမိပြီးတော့ဖြစ်ပေါ်လာတဲ့ပုံရိပ်သာဖြစ်တယ်လို့ပြောတယ်အဲဒီအချိန်မှာရှင်နာကေတိနာကပြန်ပြီးတော့ရှင်းပြလိုက်တယ်ဒီမှာလည်းပဲပေါ့နော်သူ့ရဲ့ဝါတော်ခွန်းနဲ့ဆိုတာဟာလည်းပဲဒါကိင္ကနတက်တက်တာဖြစ်တယ်ဒီရှင်နာကေတိနာရဲ့ယဟန်ဝတ်တဲ့ ဝါတော်ကိုအစွဲပြူပြီးတော့ခေါ်ဝါသမုတ်ထားတဲ့ကနန်းခொနဲ့တာဖြစ်တယ်ပေါ့နော်နာဂေသေနာကခொနဲ့မဟုတ်ပါဘူးဆိုပြီးတော့ပြန်ရှင်းပြလိုက်တာပေါ့ဒါကဘယ်ဟာကိုရှင်းပြတာလဲဆိုရင်ပြဉ္ညာအပိုင်းအခေါ်ဝါသမုတ်ထားတဲ့ပြဉ္ညာပိုင်းကိုရှင်းပြတာဖြစ်တယ်အဲဆိုရပါပြီရှင်နာကေသေနာကိုမိမတွေပေးတယ်အမိတွေကဘလို့ဟာတွေရှိလဲပေါ့နော် အမိ၄မျိုးရှိပါတယ်နာဂသေနာရေသူရသေနာ ဝေရသေနာတိဟသေနာဆိုပြီးတော့ရှိပါတယ် ပြန်ပြောမယ်မိဘတွေပေးတဲ့အမည်လေးမျိုးကပါလဲနာဂသေနာရယ်တူရသေနာဝီရသေနာပြီးွားရင်နောက်တော့ကတီဟသေနာနော်အဲနာဂသေနာဆိုတာနာဂဆိုတာငကားပေါ့နော်ငကားရတဲ့ဆင်းတဲ့အဲဆိုရင်နာဂရဲ့အဓိပ္ပာယ်ကဆင်းလို့လည်းအဓိပ္ပာယ်ရတယ်ငကားလို့လည်းအဓိပ္ပာယ်ရတယ်ငကားတို့ဆင်းတို့ကဲ့သို့အစွမ်းတတ္တိရှိသောစတ္တရှိသူသေနာဆိုတာစတ္တရှိသူ နာဂဆိုတော့စင်တို့နဂါတို့ကဲ့သို့ အစွမ်းတတ္တိရှိသော စတ္တရှိသူ သူရသေးနာသူရဆိုတာရဲရင်နာသေးနာဆိုတာစတ္တရှိသူပေါင်းလိုက်တော့သူရသေးနာရဲရင်သော စတ္တရှိသူ ပြီးရင်ဝီရသေးနာဝီရဆိုတာက လုံလဝီရိယရှိတာသေနာဆိုတာက စတ္တဒါဆိုလို့ကြည့်ရင် လုံလဝီရိယကောင်းသော စတ္တရှိသူရမလားဝိရသေနာဆိုတာလုံလဝီရိယကောင်းသော စတ္တရှိသူ ပြီးရင်ဒီဟသေနဒီဟဆိုတာကကြတော့ရှင်သေမင်းဒါဆိုတော့သေနဆိုတော့စစ်တပ်ပေါင်းလိုက်တော့ဒီဟသေနရှင်သေကဲသို့ရဲရင်သောစစ်တပ်ရှိသူရှင်သေလိုကြီးညွှန်လိုက်တာဒီအဲ့ဒါရဲရင်နာကိုအထူးပြုတာဖြစ်တယ်ဒါဆိုရင်မိပါပေးတဲ့အမည်၃မျိုးကပါတယ်လေနာဂသေနရဲ့သူရသေနဝိရသေနတီဟသေနာ လည်းလေးပဲเนาะဒါလေးကအမှတ်လကားရမယ်ပြီးရင်နောက်တစ်ခုကရှင်နာကတေနာရဲ့အကြီးအရှင်းတွေကနှစ်ခုရှိပါတယ်။ဘာတွေလဲပြီးတကတ်သုံးပုံတတ်တယ်မင်းကြီးလိုပဲဝိတန္တဝါဒီပေါ့เนาะစကားအရှိအတင်ပြောတဲ့နေရာမှာကျွန်းကျင်တယ်။ရပြီလားရှင်နာကတေနာရဲ့အကြီးအရှင်းနှစ်ရကဘာတွေလဲပြီးတကတ်သုံးပုံတတ်တယ်စကားအရှိအတင်ပြောတဲ့နေရာမှာကျွန်းကျင်တယ်။ ဒါအဝိတန္တဝါရီရဲ့အဓိပ္ပာယ်နောက်တစ်ခုကကြတော့မျက်နာတွင်ပြင်း၃မျိုးပေါ့နော်ရှင်နာကဒေနာရဲ့မျက်နာကိုမင်းကြီးကအကဲခတ်လိုက်တဲ့အချိန်မှာ မျက်နာကပုံပန်းတွင်ပြင်း၃မျိုးပေါ်နေတယ်အဲ့ဒီ၃မျိုးပေါ်တဲ့အတွက်ကြောင့်မို့ဒီပုဂ္ဂိုလ်ဒီရှင်နာကဒေနာဆိုပြီးတော့သူကတတ်မှတ်လိုက်တာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့နံပါတ်၁ဖြက်ဖြက်လက်လက်အသိဉာဏ်ရှိသောပုံတရံရှိ၏နော်ဖြက်ဖြက်လက်လက်အသိဉာဏ်ရှိသောပုံတရံရှိ၏ ချက်လက်တဲ့အသိဉာဏ်ရှိတဲ့ပုံစံမျက်နာမှာပေါ်နေတယ်တဲ့နောက်တစ်ခုကကြတော့မေတာဝီပေါ့နော်ဖြက်လက်သောအသိဉာဏ်ရှိတာကိုမေတာဝီလို့ခေါ်တယ်ပြီးရင်နောက်တစ်ခုကကြတော့နံပါတ်1ကြောင်းယွန်ချင်းကင်းဤတဲ့ကြောင်းယွန်ချင်းမရှိဘူးနံပါတ်3ကကြတော့ဗာလဲကေဒရာဇာရှင်သိမင်းလို့ရေတင်ဤတဲ့နော် ကေဒရာဇာရှင်သစ်မင်းလို့ရဲတင်ဤသူ့ရဲ့မျက်နှာမှာပေါ်နေတာ၃ခုရှိတယ်။ပုံပန်းတွင်မြင်၃ခုကနံပါတ်၁ဖြက်ဖြက်လက်လက်အသိဉာဏ်ရှိသောပုံတရံရှိတယ်။နံပါတ်၂ကြောင်ယွန်ချင်းကင်းတယ်။နံပါတ်၃ကေဒရာဇာရှင်သစ်မင်းလို့ရဲတင်ဤတော့နော်။ရမလား။ရှင်နာဂတိနာရဲ့မျက်နှာမှာပုံပန်းတွင်မြင်၃ခုပေါ်နေတယ်။အဲ့ဒါကဘာလဲ။နံပါတ်၁ ဖြက်ဖြက်လက်လက်အတိညာရှိသောပုံဒရန်ရှိရဲနံပါတ်2ကြောက်ရွံ့ခြင်းကင်းနဲ့နံပါတ်3ကေတရာစာရှင်သိမင်းလို့ရဲတင်းတယ်ပေါ့နော်ဖြက်ကြောက်ရဲလို့မှတ်ထားပါဖြက်တယ်ကြောက်တယ်ရဲတယ်ရဲဆိုတာရဲတင်းတယ်ကြောက်တယ်ဆိုတာကြောက်ရွံ့ခြင်းကင်းတယ်ဖြက်ဆိုတာ ဖြက်လက်သောဖြက်ဖြက်လက်လက်အတိညာရှိသောပုံဒရန်ပေါ်တယ်ဒါမျက်နာမှာပေါ်နေတာရှင်နာကတေနာရဲ့အကြီးရှင်ကပါလဲပိတကတ်၃ပုံတတ်တယ်ပြီးရင် စကားရှိတင်ပြောတဲ့နေရာမှာကျွမ်းကျင်တယ်နောက်တစ်ခုကကြတော့ရူပပေါ့နော်စာပေကျမ်းကမှာဒီရုပ်ပေါ့နော်ရူပနဲ့ပတ်သက်ပြီးတော့ဘလို့ဖွဲ့ပြီးတော့ရေးထားတာလဲဆိုလို့ရှိရင်ဒါကပါဠိလေးရှိပါတယ်ဟာဒယေကတဘာဝံရူပရတိ ကတာသေးဒီတိရူပံတဲ့နော်စိတ်နှလုံးထဲဖြစ်ပေါ်နေသောအရာသည် မျက်နှာတွင် ပုံရိပ်ပေါ်နေတတ်၏ဓမ္မပိစီတို့ကပါဠိမတိထားလဲထားလိုက်တော့เนาะဒီနေရာမှာမြန်မာလေးပဲကြည့်ရအောင်ရူပနဲ့ပတ်သက်ပြီးတော့စပေကျမ်းဂန်မှာဘလို့ရေးထားလဲဆိုရင်စိတ်နှလုံးထဲဖြစ်ပေါ်နေသောအရာသည်မျက်နှာတွင်ပုံရိပ်ပေါ်နေ၏စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အရာတွေကမျက်နှာမှာပေါ်နေတဲ့အဲကျွန်တော်တို့ဒီလောကမှာလဲတွေ့ တွေ့နေရတယ်ပေါ့နော်လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်တာနဲ့ဒီလူကအကျင့်ကောင်းမဲ့ပုံလားအကျင့်မကောင်းမဲ့ပုံလားဆိုတာကိုကြည့်တာနဲ့သိသာပါတယ်ပေါင်းကြည့်လို့ရှိရင်ပို့ပြီးတော့အတွင်းကြကြအတိသွားပါတယ်သူရဲ့စိတ်ဓာတ်ကို ရှုပ်ထွေးပွေလီနေတာပေါ့နော်စိတ်နှလုံးရှုပ်ထွေးပွေလီနေတယ်ဆိုရင်မြစ်ခုံးတွေကတွန့်နေမယ်မြစ်မောင်ကကြုံနေမယ်စိတ်အလိုမကျတဲ့လူဆိုလို့ချင်းမျက်နာကတင်းမာနေမယ်တဲ့ဒါပဲနော်ရူပနဲ့ပတ်သက်ပြီးတော့ဘလို့စာပေကျမ်းကမှာပေါ်ပြထားလဲဆိုလို့ချင်းရင်စိတ်နှလုံးတဲ့ဖြစ်ပေါ်နေတဲ့အရာကမျက်နာမှာပုံရိပ်ပေါ်နေတယ်နော်ထင်ဟပ်နေတာပေါ့ စိတ်နှလုံးရှုပ်ထွေးပေလီတဲ့လူရဲ့မျက်နှာဆိုရင်မျက်ခုံးတွေတွန့်မယ်မျက်မှောင်တွေကြုံနေမယ်စိတ်အလိုမကျတဲ့သူရဲ့မျက်နှာဆိုရင်မျက်နှာတွေကတင်းမာနေမယ်တဲ့ဒါကအရင်သိတာပါတယ်ရပြီလားရူပနဲ့ပတ်သက်ပြီးတော့၃ချက်ကနံပါတ်၁ကပါလဲစိတ်နှလုံးနေမှာဖြစ်ပေါ်နေတဲ့အရာတွေကမျက်နာမှာပုံရိပ်ပေါ်နေတယ်။စိတ်နှလုံးရှုပ်ထွေးပွေလီနေမယ်ဆိုရင်မျက်ခုံးတွေတွန့်မယ်၊မျက်မှောင်ကျုံမယ်။ပြီးသွားလို့ရှိရင်စိတ်အလိုမကျဖြစ်လို့ရှိရင်မျက်နာတင်းမာနေမယ်။ဆိုလိုတာကဒေါသထွက်နေတာကိုပြောတာနော်။ အဲ့ဒီမျက်ခုံးတွေတွန့်နေတဲ့လူတွေပြီးတော့လို့ရှိရင်မျက်မှောင်တွေကျုံနေတဲ့လူတွေကတော့များတော့အပြင်အဲ့ဒါကထဲမှာအကျင့်မကောင်းတဲ့ပုံကိုယ်တွေရဲ့မျက်နှာပေါ့နော်ဒီနေရာမှာတော့ရှင်နာကတေနာရဲ့မျက်နှာကတော့ဘလို့ပေါ်နေလဲဖြတ်ကြောက်ရဲ့နော်ဖြတ်ကြောက်ရဲ့ဆိုတာဖြက်ဖြက်လက်လက်အသိဉာဏ်ရှိသောပုံတရံပေါ်နေတယ်ကြောက်ရွံ့ခြင်းကင်းတယ်ရဲဆိုတော့ကေတရာစာရှင်သစ်မင်းလို့ရဲတင်းတယ်โอเคပြီးရင်တီဟိုကျွန်းနဲ့ပတ်သက်ပြီးတော့ဗာရေးမလဲဆိုတော့တီဟိုကျွန်းမှာသာသနာပြုတောင်းဝန်ကြတဲ့ပုဂ္ဂိုလ်ကဘသူလဲပေါ့နော်ဒါကကြတော့ အာတောကမင်းဤသာ ရှင်မဟိန္ဒနှင့်အတူရှင်အဋ္ဌိယစသောယဟန်၅ပါးတာသာသနာတော်နဲ့230လျှောက်ပေါ့နော်သာသနာတော်နဲ့230လျှောက်ဒါကလည်းမေးလို့ရတဲ့အတွက်ကြောင့်မို့လို့အချင်းချုပ်ထဲမှာထည့်ထားတာပါသာသနာနဲ့230လျှောက်မှာအာတောကမင်းကြီးရဲ့သာရှင်မဟိန္ဒဥဆောင်ပြီးတော့သူနဲ့အတူဘယ်သူတွေပါလဲရှင်အဋ္ဌိယအဲ့ဒီနေရာမှာအဲက ော်ကာကြီးနှလုံးစင်မဟုတ်ပါဘူးအဲ့ဒါအခရာဤပါပြီးတော့တောင်ဝင်းတက်တလိန်ချင်းနှလုံးစင်ကကြတော့တောင်ဝင်းမူတောင်ဝင်းမူလုံးဤတင်နဲ့အတူတူပါပဲเนาะရပလေရဆိုတော့အိတ်တီရเนาะအရှင်မဟာဟိန္ဒာနဲ့အတူရှင်အိတ်တီရနောက်နေရာမှာနောက်ထပ်ယဟန်နေရှိပါသေးတယ်သာဥထဲပြထန်ထဲမှာမဖော်ပြထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လည်းမထည့်တော့ပါဘူးဒီမမေဆွေတို့တောင်ဝင်းကြီးလေးမှာဆိုလို့เนาะဒါဆိုရင်သာသနာပြုတောင်ဝန်ကြတဲ့ပုဂ္ဂိုလ်နှစ်ယောက်ကဘယ်သူတွေလဲဆိုလို့ကြည့်ရင် အာတော့ကမင်းကြီးဤသာရှင်မဟိန္ဒနဲ့အတူဗာလဲတော်လို့ကျင်တော့ရှင်အိတ္တိယအစတော်ယဟန်၅ပါးသည်သာသနာနဲ့236ခုနှစ်မှာတီဟိုကျွန်းမှာသာသနာပြုဖို့တွားကြတယ်အဲ့ဒီအချိန်မှာတီဟိုကျွန်းမှာအုပ်ချုပ်နေတဲ့မင်းကဘယ်သူလဲဒေဝနံပိယတိတ်တာမင်းပြန်ပြောမယ်ဒေဝနံပိယတိတ်တာမင်းအဲ့ဒီမှာမင်းကြီးဒေဝနံပိယတိတ်တာမင်းနဲ့ရှင်မဟိန္ဒနဲ့တွေ့တဲ့အခါမှာ မေခွန်းတွေမေးကြတာပေါ့နော်အဲ့ဒီမေခွန်းတွေကဗာမေခွန်းတွေလဲဆိုတော့ပိနေပင်မေခွန်းတွေရှိတယ်ပိနေပင်နဲ့ပတ်သက်တဲ့မေခွန်းဆွေမျိုးနဲ့ပတ်သက်တဲ့မေခွန်းနှစ်ခုကိုမေးတယ်အဲ့ဒီအကြောင်းကိုဘယ်နေရာမှာမှတ်တမ်းတင်တာလဲဆိုတော့ရှင်မဟာဗုဒ္ဓဂေါသရေးထားတဲ့ပါရာဇိကကန္တာအထကထာနိဒာနာကထာဆိုတာပါရာဇိကကန္တာအထကထာရဲ့နိဒန်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့အမေမေးထားတာကိုမှတ်တမ်းတင်ထားတာရှိတယ်တဲ့ဘယ်သူနဲ့ဘယ်သူလဲဆိုရင်တော့ရှင်မဟိန္ဒာနဲ့ဒေဝနန်ပိယဒိတ်တာမင်းကြီးတို့ရဲ့အမေအဖေကိုမှတ်တမ်းတင်ထားတာပေါ့နော်။ဘာအကြောင်းနေမေးတာလဲဆိုတော့ပိနေပင်မေကွန်းနဲ့ဆွေမျိုးမေကွန်းဖြစ်တဲ့ပိနေပင်မေကွန်းနဲ့ဆွေမျိုးမေကွန်းကိုဓမ္မမိတ်ဆွေတို့မှတ်စုထဲမှာပြန်ပြီးလေ့လာပါကျွန်တော်ကသတိရအောင်လို့ခေါင်းစဉ်လေးပဲပေါ်ထားပေးတာဖြစ်ပါတယ်။အချင်းကျုပ်တဲမှာစာလုံးလေးတွေကိုအဲ့ဒါကစောင်းနှောင်းလေးတွေရေးထားပြီးဆိုရင်အဲ့ဒါကဥပမာတွေဖြစ်ပါတယ်။ ်ဒါတကူကမေခွန်းမေးရခြင်းပေါ့နော်ဘာဖြစ်လို့ရှင်မဟိန္ဒာကရှင်အဲဒီဒေဝနံပိယတိတ်တာမင်းကိုမေခွန်းနေမိပြီးတော့ဆတ်စုကလည်းဆိုတော့အကြောင်းပြချက်နှစ်ရှိရှိပါတယ်ညာရင်ညာသွေးထမြင့်မှုရှိမရှိကိုသိကျင်နာရဲ့ပြီးသွားရင်နောက်တကူကကြတော့လက်တွဲသာသနာပြုလျင်အဆင်ပြေမပြေသိရန်အတွက်ပေါ့နော်သူနဲ့လက်တွဲပြီးတော့သာသနာပြုတဲ့အခါမှာအဆင်ပြေနိုင်မလားမပြေဘူးလားဆိုတာကိုသိကျင်တဲ့နံပါတ်1ကကြတော့ညာရင်ညာသွေးထမြင့်မှုကိုသိကျင်တဲ့ရမလား ဒါဆိုတီဟိုကျွန်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာသုံးခုရှိပါမယ်။တီဟိုကျွန်းကိုသာသနာပြုတာဝန်ကြတာကဘသူတွေလဲ။အဲ့ဒီအချိန်မှာတီဟိုကျွန်းကိုအုပ်ချုပ်နေတာကဘသူပဲမင်းလဲ။နော်။ရှင်မဟိန္ဒကဒေဝနံပိယဒိတ်တမင်းကိုမေခွန်းနဲ့မေးတဲ့အကြောင်းအရင်းကရည်ရွယ်ချက်ဘာကြောင့်မေးတာလဲဆိုတော့နံပါတ်1ဉာဏ်ထက်မြင့်မှုဉာဏ်ဉာဏ်သေးထက်မြင့်မှုကိုသိကျင်လို့နံပါတ်2လက်တွဲသာသနာပြုလို့ရှိရင်အစဉ်ပြေမပြေသိကျင်လို့ဒီသုံးချက်သစ္စာနှစ်ခုရှိပါတယ်ပရမတ္ထသစ္စာနဲ့ တမုဒိတ္တစာဆိုပြီးတော့ပရမတ္တတ္တစာဆိုတာမပြောင်းလဲတဲ့အနတ္တာရသဘောဖြစ်တဲ့ထူးခြားတဲ့အသိဉာဏ်နဲ့ကြည့်မယ်ဆိုရင်တဘာဝတည်းထူးခြားသောအသိဉာဏ်ဖြင့်သိရတဲ့တဘာဝတရားဖြစ်တယ်တဲ့ပုဂ္ဂိုလ်မရှိဘူးပရမတ္တတ္တစာမှာပုဂ္ဂိုလ်မရှိဘူးခန္ဓာ၅ပါးယုံနဲ့၂ပါးပါရှိတယ်တတဝါလို့ဆိုတဲ့အခေါ်အဝါတကူဟာခန္ဓာ၅ပါးရှိနေလို့ခေါ်တာခန္ဓာ၅ပါးမရှိရင်ခေါ်စရာမရှိဘူးပေါ့နော်ဒီနေရာမှာလည်းအဲ့လိုပဲခန္ဓာ၅ပါးကိုအစွဲပြုပြီးတော့အမည်နာမတွေထွက်လာတာဖြစ်တဲ့ နော်နောက်တစ်ခုကကျတော့အရှင်နာဂတိနာတို့သူရတိနာဝိရတိနာတို့ဒါတွေကဘာတွေဘယ်ရထွက်လာလဲဆိုခန္ဓာ၅ပါးကြီးကိုအစွဲပြူပြီးတော့ခေါ်ဝဆရာအနေနဲ့နာမည်တစ်ခုပြင်းညတ်ထားတာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့လို့ရှိရင်တမ္မူတိသစ္စာတမ္မူတိသစ္စာဆိုတာကကြပြင်းညတ်ကိုပြောတာပါပုံတရံပြောင်းလိုက်လို့ရှိရင်အမြီးပြောင်းသွားတယ်ခွဲခြားစိတ်ပြကြည့်လိုက်ရင်ပျောက်သွားတယ်ပြင်းညတ်ပရမတ်ကိုဆွဲမိ၍ဖြစ်ပေါ်လာသော အရာများတဲ့ ခုနကပေါ်ပိုင်းမှာခဏဝါဆိုတာဟာဆိုလို့ရှိရင်ဒါဘု து ကိုအစွဲပြူပြီးဖြစ်လာလဲဆိုရင်ရှင်နာဂေတေနရဲ့ယဟန်ဝတ်တဲ့နဲ့အရေအတွက်ကိုဆွဲပြီးတော့ခဏဝါဆိုတာဖြစ်လာတယ်။ဒါကပရမတ်ကိုဆွဲပြီးတော့ဖြစ်လာတဲ့အရာဖြစ်တယ်။မိလိန်ဒမင်းကြီးဆိုတာဟာလည်းပဲဒါခန္ဓာ၅ပါးကြီးကိုဆွဲယူပြီးတော့ခေါစရာအနေနဲ့တတ်မှတ်ဖို့ရန်အတွက်မိလိန်ဒဆိုပြီးတော့အမည်တတ်မှတ်ထားတာဖြစ်တယ်။ ချုံမှုန့်လေးကိုဆိုလို့ချင်းမြေမှုန့်လေးပေါ့နော်မြေမှုန့်လေးကိုဥပမာ မြေမှုန့်လေးကိုမြေမှုန့်ဒီတိုင်းနေတုန်းကတော့မြေမှုန့်ရေနဲ့ဖြော်လိုက်တဲ့အခါမှာရှွန့်ဖြစ်သွားတယ်အဲ့ဒါလေးကိုခွက်ခွက်ကလေးလှုပ်လိုက်လို့ချင်းအဲ့ဒါကအိုးရိုခွက်တို့ဖြစ်လာတယ်မီးဖုတ်လိုက်တဲ့အခါမှာမြေအိုးရိုမြေခွက်တို့ဖြစ်လာမယ်ဒါကိုထက်ချန်ခွဲလိုက်မယ်ဆိုလို့ချင်းအိုရှန်ကွဲပေါ့နော်အိုရှန်အပဲ့လေးတွေဖြစ်သွားမယ်ပုံတရံပြောင်းသွားတဲ့အခါမှာသူ့ရဲ့အမြည်တွေခေါ်ဝေါ်တဲ့အမြည်တွေလည်းပဲပြောင်းပြောင်းသွားတယ်ဒါနဲ့ပတ်သက်ပြီးတော့ဓမ္မမိတ်ဆွေတို့ဥပမာသိရမှာကဒီဝါတို့မြေအိုးတို့ ဒါလေးတွေကိုယထာရောပေါ့နော်ဒါလေးတွေနည်းနည်းအဲနာမည်ကြားဖို့ရုံလောက်ကလေးတီးထားရမယ်ဒီနေရာမှာဇရာထဲမှာတော့အကုန်လုံးကိုထည့်ရေးတဲ့အခါမှာနေရာမဆန့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓမ္မမေဆွေတို့ကမြေအိုးနဲ့ဝါနဲ့ကိုတော့ကိုဘာသာကိုမှတ်စုတဲ့အခါမှတ်ထားလိုက်ပါဒီနေရာမှာယထာပေါ့နော်ယထာဆိုတဲ့အခေါ်အဝါဟာဆိုလို့ရှိရင်ဒါဘီးတို့ဝင်ရိုးတို့အစိပ်ပိုင်းတွေစသဖြင့်ဝင်ရိုးအစိပ်ပိုင်းတွေယထာမှာဆိုဘီးတွေပါတယ်ဝင်ရိုးတွေပါတယ်နောက်ပြီးတော့ယထာအိမ်တွေပါတယ်ပေါ့နော် တဘိုးတွေပါမယ်ပေါ့ဒါတွေအလုံးပေါင်းနှားလို့ဒါယထလို့ခေါ်လို့ရတာတစသည်ဖြုတ်လိုက်လို့ကြည့်ရင်ဘီကလည်းဘီပဲဝင်ရိုးကလည်းဝင်ရိုးပဲယထဆိုတာဖြစ်မလာတော့ဘူးပေါ့နော်ဒီလိုဆိုလို့ဒါတစ်ခုစီတစ်ခုစီခွဲစိတ်လိုက်လို့ရှိရင်ယထလို့ခေါ်စရာမရှိတော့ဘူးတဲ့ ဆိုလိုတာကလေဒီလိုပဲပေါ့เนาะယထာဆိုတာဟာလည်းပဲအစိတ်ပိုင်းတွေပေါင်းဆက်ထားလို့ဒါယထာလို့ခေါ်ဝေါ်စရာတစ်ခုဖြစ်နေတာအစိတ်ပိုင်းတွေကိုဖွဲ့ဆမ်းမြင်ကြည့်လိုက်မယ်ဆိုရင်ယထာဆိုတာမရှိတော့ဘူးဒီလိုပဲဒီဘက်မှာလည်းပဲခန္ဓာ၅ပါးရှိနေလို့ဒါလည်းရင်ဒါပုဂ္ဂိုလ်လို့တမှန်ခေါ်ဝေါ်ကြတာဖြစ်တယ်ခန္ဓာ၅ပါးမရှိဘူးဆိုရင်ပုဂ္ဂိုလ်ဆိုတာမရှိဘူးလို့ဆိုလိုတာပါဒါပါမိတ်ဆွေတို့ဒါဆိုရင်ဒီတစ္ဆာနှစ်ပါးနဲ့ပတ်သက်ပြီးတော့နားလည်တော့ပါပြီ။ပြီးရင်နောက်တစ်ခုကဆွေးနွေးမှုနှမျိုးရှိပါတယ်။ ပညာရှင်တို့ဆွေးနွေးမှုရဲ့မင်းဆိုးယာစာတို့ဆွေးနွေးမှုဆိုပြီးတော့ရှိပါတယ်။ပညာရှင်တွေဆွေးနွေးတဲ့အခါမှာဘလို့ဆွေးနွေးတာလဲ။မင်းဆိုးယာစာတွေဆွေးနွေးတဲ့အခါမှာဘလို့ဆွေးနွေးတာလဲ။ဒါကမေးခွန်းတက်လာပါတယ်။အပြစ်တင်စရာရှိရင်အပြစ်တင်တယ်။ထောက်ပြစရာရှိရင်ထောက်ပြတယ်။ဖြည့်ချင်းပြီးတော့ပြောစရာရှိရင်ဖြည့်ချင်းတယ်။နှိပ်ကွပ်ပြီးတော့ပြောစရာရှိရင်နှိပ်ကွပ်ပြီးတော့ပြောတယ်။ကုစားရန်နီလန်ပေးပြီးတော့ပြောဆိုစရာရှိရင်လည်းပြောဆိုတယ်။ရင်းနှီးစွာပြောဆိုတယ်ပေါ့နော်။အဲ့လိုပဲပြောတော့လဲပဲစိတ်မဆိုးပါဘူးတဲ့။ ။ဗမေဆိုရရမလား7 2 3 4 5 6 9ပေါ့နော်။ပညာရှင်တို့နဲ့ပတ်သက်ပြီးတော့အကြောင်းအရာပဲနေချက်ရှိလဲ9ချက်ရှိတယ်။ကျွန်တော်ကလူရင်းလေးတွေကိုပဲအနှစ်ရှုပ်ထားတာပါ။တမမေဆွေတို့ကပြန်ဖြည့်ပြီးတော့ရေးရပါမယ်။အပြစ်တင်ဆိုတာကဒီနေရာမှာတအားကြီးဒုကောက်မှတ်မယ်ဆိုရင်အပြစ်တင်ပါလေ။တင်ကိုမှတ်ထားပါ။ထောက်ပြမှာထောက်ကိုမှတ်ထားပါ။တင်ထောက်ပြီးလို့ရှိရင်ဖြည့်ရှင်းမှာဖြည့်ကိုမှတ်ထားပါ။တင်ထောက်ဖြည့်နှိပ်တင်ထောက်ဖြည့်နှိပ်ကုစားယင်းနီစိတ်မစိုး တင်ထောက်ဖြေနှိမ်ကူစာရင်းနှီးစိမ့်မဆိုးတင်ဆိုတာကအပြစ်တင်စရာရှိရင်ပြစ်တင်တယ်ထောက်ဆိုတာကထောက်ပြစရာရှိရင်ထောက်ပြတယ်ဒါကဒီလိုမဟုတ်ဘူးလားဖြေချင်းဖြေဆိုတာကဖြေချင်းစရာရှိရင်ဖြေချင်းတယ်နှိမ့်ကော့ဆိုတာကကြတော့နှိမ့်ကော့ပြီးပြောတင်တဲ့နေရာမှာပြောတယ်ပြီးရင်ကူစာရင်လမ်းပေးတယ်ဒီနားမှာတော့ဒီလိုလေးမှားနေတယ်ဒီလိုဒီလိုလေးပြင်လိုက်ပါဆိုပြီးတော့ကူစာရင်နီလန်းနေပေးပြီးတော့လဲပြောတယ်ပြီးသွားလို့ချင်းရင်းရင်းနှီးနှီးပြောဆိုတယ်ပညာရှိတွေကအဲ့ဒီလိုပြောတော့လဲပဲပြောခံရတဲ့ပုဂ္ဂိုလ်ကစိတ်မဆိုးပါဘူးတဲ့ တင်တောက်ပြေနေကူစာရင်နီးစိမ့်မဆိုးရပါပြီစာချက်လို့နောက်တစ်ခုကမင်းဆိုးရာစာတို့ရဲ့ဆွေးနွေးမှုကကြတော့တကူကူကိုဝန်ခံပြီးပြန်လည်ညင်းတယ်ပေါ့ဒါကဒီလိုဒီလိုရှိတယ်ဆိုပြီးတော့သူ့ကိုညင်းမယ်ဆိုရင်လည်းမင်းကြီးကမကြိုက်တဲ့အခါမှာအပြစ်ဒဏ်ခတ်တယ်နောက်တစ်ခါကိုကစကားလေးပြောလိုက်လို့တကူလေးမှားသွားရင်ပေါ့နော်စကားလေးမှားရင်ဖြစ်ဖြစ်သူမကြိုက်တဲ့စကားကိုပြောရင်ဖြစ်ဖြစ်ကိုကိုအပြစ်ဒဏ်ခတ်တယ်တဲ့ ရမလားမင်းစိုးရာစာတို့ဆွေးနွေးတဲ့အခါမှာဆိုရင်တခုခုကိုဝန်ခံပြီးတော့ပြန်လည်ညှင်းဆိုမယ်ဆိုလို့ရှိရင်လည်းပဲသူကအာနာနဲ့အနိုင်ယူပြီးတော့ကိုကိုအပြစ်တန်ခတ်တယ်ပြီးသွားလို့ချင်းစကားလေးတခုပြောတဲ့ပြောတဲ့အခါမှာဆိုစကားလေးမှားရင်ပဲဖြစ်စေသူမကြိုက်တဲ့စကားလေးပြောရင်ပဲဖြစ်စေအာနာနဲ့အနိုင်ယူပြီးတော့ကိုကိုအပြစ်တန်ခတ်တယ်တဲ့အဲဆိုလို့ချင်းဝန်ခံ အဲ့ဒီနေရာမှာလိုင်းတိုင်းရမှာကပါလဲဆိုရင်ဝင်ခံပြီးညင်းတာကိုကြတော့ပြန်လှန်ညင်းတာကိုကြတော့ညင်းကိုညင်းတာမယ်ပြီးသွားရင်နောက်တစ်ခုကကြတော့စကားလေးမှားရင်ဆိုလို့ကျင်တော့အဲ့ဒါကမှားတာကိုညင်းတာမယ်ပြီးသွားရင် तू မကြိုက်တဲ့စကားပြောရင်ဆိုတော့အမှမကြိုက်ကိုညင်းတာမယ်ဒါဆိုလို့ကျင်ညင်းမှမကြိုက်ဒဏ်ခတ်လိုက်တဲ့ဒဏ်ခတ်တယ်ဆိုတာကမင်းတွေကနေကိုဒဏ်ခတ်တာဒီနေရာမှာအဒူကောင်လေးမှတ်ရမှာကညင်းမှမကြိုက်ဒဏ်ခတ်လိုက်ဒါကမင်းဆိုရတာတော့ဆွေးနွေးမှုနော် မင်းဆိုရာစာတော့ဆွေးနွေးမှုမှာညင်းတယ်ပြီးသွားလို့ချင်းအဲ့ဒါကမှားတယ်ပြီးသွားရင်တော့ကမကြိုက်တယ်သုံးခုနော်ညင်းမှားမကြိုက်ဒဏ်ခတ်လိုက်ဒါကမင်းဆိုရာစာတော့ဆွေးနွေးမှုပြီးရင်နောက်တစ်ခုကပညာရှင်တို့ဆွေးနွေးမှုကကြတော့တင်ထောက်ဖြေနှိပ်ကုစားရင်နှိမ့်စိတ်မစိုး ဒါဆိုဓမ္မမိတ်ဆွေတို့ဆွေးနွေးမှုနှမျိုးကိုစာကြည့်လို့ရပါပြီ။နောက်တစ်ခုကယဟန်ဝတ်ရခြင်းရဲ့အကြောင်းကိုဆွေးနွေးပါမယ်။ယဟန်ဝတ်တဲ့အခါမှာမိခွန်းတွေကမေးတဲ့လူတွေအပြေတဲ့လူတွေပေါ်မတူဘူးပေါ့နော်။ရှင်အာယုပါလမထေကိုမေးတဲ့အခါမှာဘလို့ဘာဖြစ်လို့ယဟန်ဝတ်တာလဲလို့မေးတဲ့အခါမှာသူ့ရဲ့ကြည်ရွယ်ချက်ကတော့ဓမ္မစရိယာတမစရိယာကျင့်သုံးဖို့အတွက်ဝတ်တာပါတဲ့။ဒါဆိုရင်အများဆုံးအကျိုးကဘာလဲဆိုတော့အရဟတ္တဖို့ရရင်ဖြစ်ပါတယ်။ဓမ္မမိတ်ဆွေတို့နားလည်ပြီလား။အာယုပါလမထေရဲ့အပြေကဘလို့ဖြစ်တာလဲ။ ဓမ္မစရိယာဓမ္မစရိယာကျင့်ဖို့အတွက်ယဟန်ဝတ်တာပါတို့ရဲ့အမြင့်ဆုံးအကျိုးကတော့အရဟတ္တဖို့ရဖို့ယံဖြစ်ပါတယ်တဲ့ဒီလိုပဲဖြေလိုက်တာเนาะယဟန်တာဖြစ်ဖို့ယံလို့ဆိုလိုတာဒီနေရာမှာနောက်တစ်ခုကရှင်နာဂသေနာရဲ့အဖြေကကြတော့ဘလို့ဖြေထားလဲပေါ့เนาะရှင်နာဂသေနာကိုယဟန်ဝတ်ရခြင်းရဲ့အကျိုးကိုပေါ်ပြပါဘာကြောင့်ဝတ်တာလဲလို့မေးတဲ့အခါမှာလက်ရှိရထားသောဆင်းရဲဒုက္ခများရှုံငိမ့်၍တဏ္ဍဒိဋ္ဌိဆွဲလန်းတဏ္ဍဒိဋ္ဌိဆွဲလန်းမှုတို့မှလွတ်မြောက်ကာ ထာဝရငြိမ်းသောအငြိမ့်တက်နိဗ္ဗာန်ကိုရဖို့ရန်သူကနည်းနည်းလေးမြင့်သွားပြီအဖြစ်ရနော်ရည်ရချက်ကတော့တူတူပဲဒါပေမဲ့နည်းနည်းလေးမြင့်ပြေပုံပြင်းကြီးမတူတော့နော် လက်ရှိရထားတဲ့ဆင်းရဲဒုက္ခတွေငြိမ့်ဖို့ပြီးသွားလို့ချင်းအခုရထားတဲ့ဆင်းရဲဒုက္ခတွေချုပ်ငြိမ့်ဖို့အတွက်ဖြစ်တယ်ပြီးရင်နောက်တော့ကတဏ္ဍဒိဋ္ဌိတွေဆွဲလန်းဆွဲလမ်းမှုတို့ကနေပြီးတော့လွတ်မြောက်ပြီးသာရငြိမ်းချမ်းတဲ့အငြိမ့်တဲ့နိဗ္ဗာန်ကိုရဖို့ရန်ဖြစ်တယ်တဲ့သူရဲ့အမြင့်ဆုံးကျိုးကတော့နိဗ္ဗာန်ကိုရဖို့ဖြစ်တယ်ပြီးတော့လို့ချင်းအခုဝတ္တာကကြတော့ဆင်းရဲဒုက္ခတွေချုပ်ငြိမ့်မှုနောက်ထပ်ဒုက္ခအသက်တွေဖြစ်မလာဖို့ပေါ့နော်တဏ္ဍဒိဋ္ဌိဆွဲလမ်းမှုတို့ကနေလွတ်မြောက်ပြီးတော့သာရငြိမ်းချမ်း င်းချမ်းတဲ့အငိမ့်ဓာတ်အထာရငိမ့်သောအငိမ့်ဓာတ်နိဗ္ဗာန်ကိုရောက်ဖို့ရန်ဖြစ်တယ်တဲ့ဒါကစာအုပ်ထဲကနေတိုက်ရိုက်ရေးထားတာဖြစ်ပါတယ်ဓမ္မမိတ်ဆွေတို့ဒါဆိုဓမ္မမိတ်ဆွေတို့ရမလားရှင်အာရုပါလမထေရကဘာဖြစ်လို့ယဟန်ဝတ်တာလဲဆိုတော့ဓမ္မစရိယဓမ္မစရိယကျင့်သုံးဖို့အရဟတ္တဖို့ဆိုတဲ့အမြင့်ဆုံးကျိုးကိုရဖို့ရန်ဝတ်တာပါရှင်နာဂတေနာကဘာကြောင့်ယဟန်ဝတ်တာလဲဆိုတော့လက်ရှိရတာတဲ့ဒုက္ခတွေရှုံ့ငိမ့်ဖို့ပြီးရင်နောက်တစ်ခုကတဏှာဒိဋ္ဌိဆွဲလန်းမှုတို့ကနေပြီးတော့လွတ်မြောက်တယ် လွတ်မြောက်ပြီးတော့ထာဝရငြိမ်းချမ်းတဲ့အငြိမ့်တက်နိဗ္ဗာန်ကိုရဖို့ရန်အတွက်ဝတ်တာပါတဲ့နောက်တစ်ခုကကျွန်တော်တခြားအကြောင်းတွေရှိပါသေးတယ်ဆိုတာတချို့ကြတော့ပေါ့နော်ဒါဆိုဒီရည်ရွယ်ချက်နဲ့အကုန်လုံးကဝတ်တာလားဆိုတော့မဟုတ်ပါဘူးတချို့ပုံကိုယ်တွေကကြတော့ဒီရည်ရွယ်ချက်မဟုတ်ဘဲနဲ့တခြားအကြောင်းအရာတွေနဲ့ဝတ်တာပါဒါက၄၀ရှိပါမယ်တချို့ပုံကိုယ်တွေပေါ့နော်အများစုတော့မဟုတ်ပါဘူးအ ਨੇ စုပေါ့နော်လူ ਨੇ စုအချို့တွေကကြတော့ဘာဖြစ်လို့ဘုံကြီးဝတ်ရတာလဲဂျန်ဟဝတ်ရတာလဲဆိုတော့နံပါတ်1 ရာဇာဘိနီတာရာဇာဘိနီတာဆိုတာရာဇဝတ်ဘေးမှရှောင်းယံပေါ့နော်မင်းဘေးကနေရှောင်းယံအတွက်ဘုန်းကြီးဝတ်တာယဟန်ဝတ်တာပါနောက်တော့ကစောရဘိနီတာစောရဆိုတာဓမ္မမိတ်ဆွေတို့သိတယ်တပုံတခိုးပေါ့နော်တပုံဘေးကနေပြီးတော့ရှောင်းယံအတွက်ဝတ်တာပါကျွန်တော်ကနေရာတွေကိုရှက်ဟိုရှန့်ပါလေရှုံရတဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာလူရင်းလေးတွေပဲရေးထားတာပါဓမ္မမိတ်ဆွေတို့ဒါကြောင့်မို့လို့အတွက်တွတ်တွတ်ပြီးတော့မှတ်ရမယ်ရာဇာဘိနီတာဆိုရင်မင်းဘေးကနေပြီးတော့ရှောင်းယံရာဇဝတ်ဘေးကနေပြီးတော့ရှောင်းယံဖြစ်တဲ့နံပါတ်နဲ့စောရဘိနီတာဆိုတော့တပုံ ုံဘေးမှရှောင်ရံဖြစ်တဲ့နံပါတ်3ပြီးွားလို့နံပါတ်3ကပါလဲနံပါတ်3ကကြတော့อินัตตาเนาะအဲ့မှာအခရာအီယာအဲ့ဒါကအီပြီးလို့ရှိရင်နာကြီးပြီးရင်အဲ့ဒါကတတ်တလိန်ချင်းနှလုံးစင်ဆိုတော့အဲ့ဒါကအပေါ်ရက်ကတန်ဝင်းဘူးအောက်ကတန်ဝင်းဘူးရေးချတာပေါ့เนาะအဲ့လိုမျိုးတွေ့မယ်အဲ့တော့နာကြီးနဲ့တန်ဝင်းဘူးနဲ့တတ်လိုက်တော့နတ်တာပြောသွားမယ်อินัตตาอินัตตาဆိုတာအကျွေးမှရှောင်ရင်ပေါ့เนาะအကျွေးရှောင်ရင်လို့ဘုံကြီးဝတ်တယ်နောက်တစ်ခုကြတော့ဗာလဲဆိုရင်အာစီဝီက အာဇီဝိကတ္ထာယအာဇီဝိကတ္ထာယအာဇီဝိကတ္ထာယ အာဆီဝင်းကတ်ထားရကကြတော့အသက်မွေးမှုအဆင်ပြေရန်အတွက်ဝတ်တာပေါ့နော်ဒီလူတိုင်းနဲ့ပြောရှင်ရင်စားတော့ရတာအဆင်မပြေဘူးယဟန်ဝတ်လိုက်တဲ့အခါမှာအလူဒါနာလေးတွေရပြီးတော့စားတော့ဖို့အဆင်ပြေသွားတယ်အသက်မွေးဝမ်းကြောင်းအတွက်အဆင်ပြေရန်အတွက်ယဟန်ဝတ်တာဖြစ်တယ်ဒါဆိုရင်ဒီမမေးစုတို့မှတ်ရအောင်ပါကယဟန်ဝတ်တဲ့အကြောင်းရင်းကအခြားအကြောင်းရင်းကဘယ်နှခုရှိလဲ၄ခုရှိတယ်အရှုပ်ပုဂ္ဂိုလ်တွေကဘလိုနည်းနဲ့ဝတ်တာလဲဘလိုကြောင့်ယဟန်ဝတ်တာလဲဆိုတော့နံပါတ်၁ရာဇာဘိနိဒါဆိုတာရာဇဝတ်ဘေးမှရှောင်ရန်အတွက်ဝတ်တယ်နံပါတ်၂စောရဘိနိဒါတဘုံဘေးမှရှောင်ရန်အတွက်ဝတ်တယ်နံပါတ်၃ ဣနတ်တာအကျွေးမှရှောင်ရံဝတ်တဲ့နံပါတ်၄ကြတော့အာဇီဝကထာယအသက်မွေးမှုအစဉ်ပြေရန်အတွက်ဝတ်တယ်တဲ့ဒါဆိုဓမ္မမိတ်ဆွေတို့ယဟန်ဝရချင်းရဲ့အကြောင်းကအာယုပါလမထေရဲ့ဖြည့်စုံခြင်းရှင်နာဂတိနာရဲ့ဖြည့်စုံခြင်းဒါတခြားပုဂ္ဂိုလ်တို့ရဲ့အရှုပ်